ရေအောက်တိုင်းပြည်ရဲ့ရောက်သွားတယ်လို့ခန်းစားမိစေမဲ့အပအလာဆုံးရေအောက်စားတော့ဆိုင်ပရိသတ်ကြီးရဲ့သင်ဟာရေငုံဝစ်စုံကြီးဝက်ပြီးရေအောက်ထိစင်းစရာမလိုတော့ဘဲနိုင်ငံစားတော့ဆိုင်ကြီးထဲမှာဝင်ထိုင်လာရုံနဲ့တိမ်ပြရောင်ပင်လေရေပြင်အောက်ကအလှပါရီကိုအတားဆီးမဲ့ကြည့်ရှုနိုင်မဲ့ဆိုရင်ဘလို့များနေပါမလဲဟိုးရင်ခေတုံးကတော့စိတ်ကူးအိမ်မက်တစ်ခုသာဖြစ်နိုင်ပေမဲ့အခုခေတ်မှာတော့တကယ်ကိုခန်းတော်လာတဲ့လက်တွေ့ဖြစ်နေပါပြီမော်ဒိုင်းဆိုတဲ့နေရာကိုသွားလိုက်တာနဲ့တင်းမွားတသက်တာလုံးလောကမမိတိုင်းနဲ့ရေအောက်ထမင်းစားခြင်းအတွေ့အကြုံကိုရရှိလာမှာပါ ါနဲ့မော်ဒိုက်ဆိုတာဘလူနီယာမျိုးလဲအရင်ပြောပြပေးချင်ပါသေးတယ်။အပြာရောင်အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီးအီကွေတာတစ်လျှောက်ပြန်ကျင်းနေတဲ့ပလဲဆွဲကြိုးပုံးတစ်ကုန်းဆိုပြီးတင်စားခံရတဲ့မော်ဒိုက်ဟာတောင်အာရှနယ်မြေအိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိနေတဲ့ဂျွန်းစုနိုင်ငံဖြစ်ပါသေးတယ်။မော်ဒိုက်ဂျွန်းစုဟာတိရီလင်ကာနဲ့အိန္ဒိယနိုင်ငံတို့ရဲ့အနောက်တောင်ဘက်မှာတည်ရှိပြီးအာရှတိုက်ကုန်းမကြီးကနေဆို950ကီလိုမီတာတော့မှဝေးပါသေးတယ်။မြန်မာနိုင်ငံကဆိုမိုင်း2000ကျော်ဝေးပါရင်မော်ဒယ်ကျွန်းစုကြီးဟာစိမ့်ပြပြရေးပင်ပေါ်မှာအရန်ကိုလှပစွာတည်ရှိနေပြီ ်တနာကျောက်တန်းချုံပေါင်း26ခုနဲ့ဖွဲ့စည်းဖြစ်ပေါ်လာတာပါအာရှမှာအသေးငယ်ဆုံးနိုင်ငံဖြစ်ပေမဲ့လက်ပြီးဆိုပြီးသတ်မှတ်ခံထားရတဲ့နိုင်ငံဖြစ်ပါတယ်မော်ဒိုက်ဟာကမ္ဘာပေါ်မှာပထဝီဝင်အနေထားရအမေပြန်ကျဲမှုအဖြစ်နိုင်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီးမွတ်စလင်အများစုနေထိုင်တဲ့အသေးငယ်ဆုံးနိုင်ငံလေးဖြစ်ပါတယ်2022ခုနှစ်သကောင်စီးနေအရာတော့လူဦးရေ9000ကျော်ရှိပြီးအာရှမှာဒုတိယလူဦးရေအနည်းဆုံးနိုင်ငံမှာမော်ဒိုက်ကျွန်းစုနိုင်ငံရဲ့မြို့တော်ကတော့မာလီလို့ခေါ်ပါတယ် လူကြီးရဲ့အထူးရန်အများပြဆုံးမျိုးဖြစ်ပြီးရှေးတော်ဝင်မင်းဆက်တီကဒီနေရာကနေဘိုထောက်ချုပ်ခဲ့လို့ဘရင်ကျွန်းလိုလည်းခေါ်ကြပါရယ်မော်ဒိုက်ဟာတက်ရှူမားလာအောင်လှပလွန်တဲ့ကျွန်းနေနေရာအောင်မှာပြို့ပြို့ပြက်ပြက်တောက်ပနေတဲ့အဖြူရောင်ကန်းချီတွေစိုင်းပြန်ရောင်လက်နေတဲ့ဂုံတွင်းရေကန်တွေပြီးလိုက်တာနဲ့မောပန်းနေသမျှအပန်းပြေစေမဲ့ကြီးရင်ပူနေတဲ့ရေပြင်ကျဲကြီးမောမြလာတဲ့အန်ဝါတစ်ပင်ဒလိမ့်ဆန်မျိုးကွက်တွေအဆုံရှိနေပါရယ်မော်ဒိုက်မာဒီလိုမျိုးသဘာဝအလားတရားတွေအပြင်ကောင်မှ လူလုံထားတဲ့တချို့နေရာတွေဟာဆိုရင်လည်းတင်းကုန်နောက်တစ်ကဘာတစ်ခုစီကိုခေါ်ဆောင်ပေးတော့ပါလိမ့်မယ်။မော်တိုင်းမှာဆိုရင်မြုံကြီးနိုင်ကြကောင်းစွာပဲပင်လယ်လိုင်းလုံးကြီးတွေအောက်မှာနင်းမြုပ်နေတဲ့သားတော့ဆိုင်များစွာတည်ရှိနေပါရင်သားတော့ဆိုင်တိုင်းမှာမတူကွဲပြားလက်ရမြောက်တဲ့ဟင်းလျာတွေနဲ့ရင်သက်ရှုမောဝေရပင်လယ်ရေအောက်ရှုကင်းတို့ပေါင်းစပ်မှုကိုသင်စိန်ရှိရှိနဲ့ခန်းစားရမှာပါ။ဇွေမျိုးမိစေမဲ့ဟင်းမွဲတွေကိုအေးအေးဆေးဆေးထိုင်စားရင်သင်ရဲ့ဘေးပတ်လည်းမကူးခတ်နေတဲ့ငမန်းတွေ၊ဂလေးကြောက်တွေ၊ဘေးကအယောင်ဆုံးကားတွေ၊ရင်းနေတဲ့သူအဆုံကိုလည်းဒီငေးမို့ကြည့်ရှုနိုင်မှာဖြစ်ပါရဲ့။ ။ရေအောင်စားတောက်ဆိုင်များစွာရှိတဲ့နက်ကမှအထူးကြဆုံးစားတောက်ဆိုင်၃ခုရှိပါတယ်။ပထမတစ်ခုကတော့အီတာဆိုတဲ့ဆိုင်မှာသူတို့နေခဲ့စကားအရပလဲမိခင်လို့အဓိပ္ပာယ်ရပါတယ်။ဒီပလဲမိခင်ခေါ်အီတာစားတောက်ဆိုင်ကြီးအားကမ္ဘာမှာအထူးခြားတဲ့ရှေ့ဆောင်လမ်းပြစားတောက်ဆိုင်ကြီးလို့ပြောလို့ရပါတယ်။ဘာလို့ဆိုသူဟာဖန်သားနဲ့ကြည့်ပြုတ်လောက်ထားတဲ့ကမ္ဘာပထမဆုံးရေအောင်စားတောက်ဆိုင်ဖြစ်လို့ပါပဲ။နောက်ပြီး2019ခုနှစ်မှာကမ္ဘာစိန်ငန်းစားတောက်ဆိုင်စုပေးပွဲမှာကမ္ဘာလုံးစု3ဆူရောင်ရခဲ့တဲ့ဆိုင်ကြီးလည်းဖြစ်ပါရယ်။ဒါကြောင့်မော်ဒယ်ရောက်ရင်ဒီဆိုင်ကိုတည်ချပေါက်သွားလေတင်ပါရယ်။ နောက်ထပ်ဒုတိယဆိုင်ကတော့ sepsis ဆိုတဲ့စားသောက်ဆိုင်ကြီးပါ။ဒီရောစားသောက်ဆိုင်ဟာစားသောက်ဆိုင်ဆိုတာထက်ပင်လယ်ရေအောက်လူကြီးကစားခွင့်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။သူစီမှာလူကြီးတွေအပန်းဖြေလို့ရမယ့်အရာအဆုံရှိပြီးမော်တိုင်ကျွန်းရဲ့ပထမဆုံးရေအောက်နိုင်ကလပ်ကိုဖွင့်လှစ်ထားတဲ့စားသောက်ဆိုင်ကြီးဖြစ်ပါတယ်။ဆိုင်ရဲ့ကလပ်ထိုင်တွေကိုပင်လယ်ကူပေါင်းရေဝဲပုံစံတွေဖန်တီးထားပြီးဘားကလည်းကမာကွန်ပုံစံဖန်တီးထားတာကြောင့်တဆိုင်လုံးကပင်လယ်အကွေးသက်တွေနဲ့လွမ်းခြုံနေတာပါ။ဘုံဘုံပြောရရင်မီးဆိုင်တွေကအစတနာကြောက်တန်းတွေရဲ့ပုံစံပြုတ်လောက်ထားပြီး တိုင်လင်းကိုလည်းသမုတ်တရားအောက်ထဲကနေလင်းပြပြအထူးခံထားရတဲ့ပုံစံမျိုးပြုလုပ်ထားပါတယ်။ဒါကြောင့်ဒီစားတော့ဆိုင်နဲ့ဝင်လိုက်တာနဲ့စားတော့ဆိုင်လို့ခံစားရမှာမဟုတ်ပဲဒီအောက်ထဲကတိုင်းမြင်ငယ်တစ်ခုတည်းဝင်လာမိတယ်လို့ဖြစ်ပြီးအပြင်လောကကိုမေ့သွားမှာပါ။နောက်ထပ်မိုက်တာတစ်ခုကဒီစားတော့ဆိုင်ဟာမော်တိုင်မှာဈေးသက်သားတဲ့အထင်းမှလည်းပေါ်ပါရည်။ဒါကြောင့်မလို့ဒီဆိုင်ကိုရောက်ဖို့အောင်မဖြစ်မနေသွားနေတဲ့ဆိုတဲ့အကြောင်းကိုလည်းတရင်ကောင်းပါပြစေ။အိန္ဒိယသမုဒ္ဒရာအောက်ပေ90မှာတည်ရှိနေတဲ့ဒီစားတော့ဆိုင်စီလာဖို့စပီဘုံနဲ့အတောကြားစီးပွားရေးနောက်ဒီကားတုံးတစ်စင်ရောက်ပါလိမ့်မယ်။ ေချာပါရင်ဒီဆိုင်မှာထိုင်စားရမယ့်အတွေ့အကြုံအပြင်သူစီလာတဲ့ခကြီးကလည်းစိတ်လှုပ်ရှားဖို့ကောင်းပါလိမ့်မယ်။နောက်ဆုံးဆိုင်ကတော့လက်ရှိမှာကမ္ဘာအကြီးဆုံးဖန်သားတိရေအောင်စားတောက်ဆိုင်ကြီးဖြစ်စံချိန်ယူထားတဲ့ဆိုင်ဖြစ်ပါရင်ဆိုင်ရဲ့နာမည်ကလည်းအစမ်းဖြစ်ပြီး9.8လို့ခေါ်ပါတယ်။ဒီဆိုင်ထဲကိုခြေတလန်းရှောင်းမိတာနဲ့ VIP ထပ်ပို့တဲ့ VIP ရောက်တာကိုရှယ်ခံစားရမှာပါ။ဆိုင်ရဲ့အသွင်ပြင်ကပြိုးပြိုးပြက်ပြက်လက်နေပြီးလက်ရမြောက်လာတဲ့ပင်လယ်ရေအောင်စားတောက်မှုအတွေ့အကြုံကိုအပြည့်အဝပြီးစောင့်ပါလိမ့်မယ်။ဒီစားတောက်ဆိုင်ဟာမော်တိုက်မှာ လေးလသာစားဖို့အကောင်းဆုံးနေရာဖြစ်သလိုနေဝင်ချိန်ညနေခင်းနေမှာချစ်သူနဲ့တစ်တီတူပြီးနားသာစားဖို့အကောင်းဆုံးနေရာလည်းဖြစ်ပါရဲ။ဒေသထွက်လက်လက်ဆက်ဆက်ပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်ထားတဲ့ကုရောပအစားအစာ၊နိုင်ငံတကာအစားအစာ၊ဖြူရှင်စားတဲ့အစားအစာအစုံကိုရရှိပါလိမ့်မယ်။နားသာဆိုင်ရဲ့များပြားလာတဲ့မီနူးတိုင်းဟာအနာထယ်ဝမှုအပြည့်နဲ့ဖြစ်နေပြီးယူကေလာတဲ့အချက်ပြုတ်ရတာကိုလည်းခံစားကြရမှာပါ။ဒီလောက်တောင်ကောင်းနေတယ်ဆိုမှတော့နောက်ဆက်တွဲအနေနဲ့ဈေးကလည်းအတော့ကိုကြီးပါရဲ။ဒါပေမဲ့ရလာတဲ့အတွေ့အကြုံတွေကတော့ပြီးရတာနဲ့ထိုက်တန်မယ်ဆိုတာကတော့အသေးချာပါ။ ယဒီနေ့မှာတော့အာရှရဲ့အန်နဝါနက်ဖိမန်လို့တင်စားခံရတဲ့မော်ဒိုက်သေးကအသက်ရှူမလာအောင်လှတဲ့ဒီအောင်စားတော့ဆိုင်နေအကြောင်းတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ထပ်လည်းသေဝင်စားဝေရအကြောင်းညာအစုံနဲ့အတူပြန်လာခဲ့ဥပါမလို့ဒရရီရဲ့ top up page ရှေ့ကိုလည်း like and follow လေးလုပ်ထားလိုက်ပါအောင်ဗျ။အစုံဒီကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။